ကမာလီတောက်ကအနိုးဆုရဲ့ကလေးတယောက်နဲ့လက်တက်ခဲ့ပြီးတော့မှမင်္ဂလာပွဲအခမ်းအနားမှာသူတို့သားကအင်ရီမဲစွာပြူယူနေပြီးမြေကြီးပေါ်မှာလှိမ့်ပက်သွားလာနေတဲ့အတွက်ကြောင့်ပဲသူတို့သမီးဟာသူ့ရဲ့သူတို့သားဖြစ်တဲ့သူကိုကြည့်ပြီးတော့ရှင်နေခဲ့ပါတော့တယ်။သူတို့သားဖြစ်တဲ့သူကသူနဲ့အတူတူမုံမြင့်ကတော်ဘုကိုညှင်းဆန်နေတာကြောင့်အဲ့ဒီအစားကြက်တကောင်ယူလာဖို့ကလွယ်ပြီးတော့ဘာမှမတက်နိုင်ပါဘူး။ကမာလီကလည်းကြက်ဖားနဲ့သာမင်္ဂလာပွဲပြူလိုက်ရပြီးကမာလီရဲ့နာမည်ကတော့ရှောင်းရှောင်းလို့ခေါ်ပြီးတော့အသက်ကတော့၁၂နှစ်ရှိပါပြီ။သူရဲ့ခင်မွန်းဖြစ်တဲ့သူကတော့အာကျွင်းလို့ခေါ်ပြီးတော့အသက်ကနှစ်နှစ်ပဲရှိသေးတာဖြစ်ပါတယ်။ ချောင်းချောင်းဟာကလေးပဲရှိသေးတာဖြစ်ပြီးတော့မှသူကခင်မုန်းဖြစ်တဲ့သူရဲ့မုံတွေကိုလည်းလှူစားတတ်တာကြောင့်ခင်မုန်းတွေကစိတ်ဆိုးပြီးတော့ငိုသွားတတ်ပါသေးတယ်။ချောင်းချောင်းရဲ့အိမ်ကဆင်းရဲတဲ့အတွက်ကြောင့်ပဲသူ့ရဲ့အမေဟာရွာလူကြီးမိသားစုစီမှာချင်းမအဖြစ်နဲ့ရောင်းစားခဲ့တာဖြစ်ပြီးဒီမှာဆိုလို့ရှိရင်ချောင်းချောင်းကနေတိုင်းဝဝလင်လင်စားလို့ရပါတယ်။ချောင်းချောင်းကနေတိုင်းပဲလေယာအလုပ်တွေအများကြီးကိုလုပ်ကန်ရပြီးတော့ခင်မုန်းဖြစ်တဲ့သူအသက်ဆယ်ကျော်နှစ်ကိုရောက်လာတဲ့အထိပြုစုဆောင်ရှောက်ပေးဖို့တာဝန်ရှိပါတယ်။မျက်စိတမိအတွင်းမှာပဲအာချွန်းလေးဟာ၆နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီးတော့ သူတို့နှစ်ယောက်ဟာအမြဲတမ်းစားနာပြီးတော့ပြေးလွှားစော်ကစားလေးရှိကြပါတယ်။အာဂျန်နီကငငယ်လေးတွေကမှရှောင်းရှောင်းဟာသူ့ရဲ့ဇနီးဖြစ်တဲ့အကြောင်းသိနေခဲ့ပြီးအဲဒါကြောင့်ပဲရှောင်းရှောင်းကြိုက်တဲ့ပန်းလေးတွေလည်းမကြခဏပေးတဲ့ပါသေးတယ်။သူတို့ရဲ့ဘွားတွေကဒီလိုပဲအေဂျင့်ဆောင်နဲ့ဖြတ်တန်းခဲ့ကြပြီးရှောင်းရှောင်းတို့အိမ်ကနေနှစ်ရှည်အလုပ်သမားတယောက်ငှားလိုက်တဲ့နောက်ပိုင်းမှာတော့သူတို့ရဲ့ကံကြမ္မာကလုံလုံရရကိုပြောင်းလဲလို့သွားပါတော့တယ်။အလုပ်သမားရဲ့နာမည်ကအဟွားကုံလို့ခေါ်ပြီးတော့မှတချင်းဆိုရင်နဲ့နားထောင်လို့လည်းကောင်းပါတယ်။သူကအာရှင်စီလာပြီးတော့မှရွေးရတဲ့ချင်းတွေလည်းတင်ပေးတတ်ပါသေးတယ်။ ဒီလိုအခြေအနေမှာဆိုရင်ရှောင်းရှောင်းကလည်းအရင်ကိုပျော်ရွှင်နေတဲ့သလိုဟွာကုံကရှောင်းရှောင်းကိုသဘောကျနေခဲ့တာပါညဘက်တင်မှာအဝယ်လင်းနေတဲ့ရှောင်းရှောင်းကိုလာလာချောင်းကြီးလေးရှိသလိုတနည်းမှာတော့ရှောင်းရှောင်းလဲလုံးနေတဲ့အချိန်တွင်မှာပဲမူရီရွာလာခဲ့ပါတော့တယ်သူတို့ရဟမိုးခိုးတဲ့ကျေးဆောင်ထားတဲ့တဲတွေကိုမြင်မြင်ပြေးဝင်လာခဲ့ကြပြီးတော့ရှောင်းရှောင်းဟာရေစုံနေတဲ့အဝတ်အစားတွေကိုချွတ်ပြီးတော့ရင်းညစ်လို့နေပါတော့တယ်။ဝါကုံကလည်းလေခွင်းထဲမှာနွားတွေကိုလွတ်ထားခဲ့ပြီးမိုးခိုးဖို့တဲ့ကျေးဆောင်အခန်းလေးကိုဝင်လာခဲ့တဲ့အချိန်ရှောင်းရှောင်းကအတော်လေးကိုကြောက်သွားရပါတယ်။ အခန်းထဲမှာရှောင်းရှောင်းလေးရှိနေတာကိုဟွာကုံတွေ့သွားတဲ့အခါမှာထွက်သွားဖို့ပြင်ဆင်လိုက်ပြီးဒါပေမဲ့အာရှင်ကသူ့ကိုဆွဲထားပြီးတော့မသွားဖို့ပြောလိုက်ပါတယ်။ရှောင်းရှောင်းကတော့အချက်ချင်းနဲ့ပဲကောက်ရိုးပုံထဲမှာပုံနေလိုက်ပြီးဟွာကုံကတော့ရှောင်းရှောင်းကိုမျက်လုံးကြွတ်တမတ်တဲ့ကြည့်နေပါတော့တယ်။အဲနောက်မှာဟွာကုံကအာရှင်ကိုအပြင်မှာမိုးရသေးလားမရတော့ဘူးလားဆိုတာတွားကြည့်ခိုင်းလိုက်ပြီးအာရှင်ကလည်းအပြင်မှာမိုးဆဲသွားပြီဖြစ်တာကြောင့်ရှောင်းရှောင်းကိုအမြန်တွားကြဆိုလို့ပြောနေတော့မှပဲဟွာကုံဟာအာရှင်ကိုအပြင်မှာထားထားတဲ့နှွားကိုအစာတွေတွားပြီးတော့ကြွေးခိုင်းပြီးတော့အပြင်ကိုပါထုတ်လိုက်ပါတော့တယ်။ ဟွာဂုံကအရှင်ကိုပွားထုတ်ပြီးသွားတဲ့နောက်မှာတော့ရှောင်းရှောင်းကိုတင်မတက်စိုက်ကြည့်နေပြီးရှောင်းရှောင်းကတော့ကြောက်လန့်ပြီးတော့မှကော်ရိုးပုံနဲ့မှပုံလို့နေပါတယ်။ဟွာဂုံကရှောင်းရှောင်းစီကိုသွားလိုက်တဲ့အခါမှာရှောင်းရှောင်းကလန့်ပြီးတော့အနောက်ကိုဆုတ်သွားပါတယ်။အဲ့ဒါနဲ့သူဟာအဝိဇ္ဇပြူကိုဆွဲချိုးလိုက်ပြီးကျေးဇုံထားတဲ့အခန်းထဲမှာဘာတွေဖြစ်ပျက်သွားလဲဆိုတာကျွန်တော်လည်းမသိပါဘူး။အဲ့ဒီချိန်နင်းငယ်လောက်ကြာပြီးတဲ့နောက်မှာတော့အပြင်ဘက်မှာမိုးရီကထိပ်ရွာလာခဲ့ပြီးတော့အရှင်ကလည်းအထဲကိုပြေးဝင်လို့လာပါတယ်။ အရှင်ကရှောင်းရှောင်းကိုတွေ့တဲ့အခါမှာရှောင်းရှောင်းရဲ့ခေါင်းပေါ်မှာကောက်ရိုးမိနေနဲ့ပွာလွန်နေပြီးတော့အဲဒီနေ့ကစပြီးရှောင်းရှောင်းဟာဟွားကုန်းကိုနေတိုင်းပဲလွမ်းဆွနေပါတော့တယ်။ဓမ္မကအရှင်ကိုမကြိုက်တော့ဘဲနဲ့အချိန်လေးမှာအရှင်ကိုတွန်းထုတ်နေခဲ့ပြီးညတိုင်းမှာဟွားကုန်းနဲ့ချင်းတွေ့တတ်ပါတယ်။ပြောင်မိုခင်ကတော့သူတို့ချင်းတွေ့ကြတဲ့နေရာဖြစ်ပြီးတော့မှတိမကြခင်မှာပဲရှောင်းရှောင်းမှာကိုဝင်ရှိလာခဲ့ပါတော့တယ်။အရှင်ကတော့သူ့ရဲ့ဇနီးဖြစ်တဲ့သူတို့နေတိုင်းလိမ္မော်သေးတွေကျွေးနေတဲ့တလို့ရှောင်းရှောင်းဟာဟွားကုန်းကိုကိုဝင်ရှိနေပြီးဘယ်လိုလုပ်ရမလဲလို့ပြောတဲ့အခါမှာတော့ဟွားကုန်းကစကားမပြောတော့ပါဘူး။ ။ရှောင်းရောင်းကဟွာကုံကိုသူ့ကိုခေါ်ပြီးတော့ထပြေးခိုင်းနေတာဖြစ်ပြီးဒါပေမဲ့ဟွာကုံကတော့အဲ့လိုမလှုပ်ရဲပါဘူး။အဲ့ဒီညမှာပဲရွာထဲမှာကိစ္စအခြေကြီးဖြစ်ပျက်ခဲ့ပြီးတော့ရှောင်းရှောင်းလိုပဲကောင်မလေးတယောက်ကအမျိုးသားတစ်ယောက်နဲ့ချင်းတွေ့နေတာဖမ်းမိသွားခဲ့တာဖြစ်ပါတယ်။အမျိုးသားရဲ့ခြေထောက်ဆောင်ကတော့ကျိုးသွားခဲ့ပြီးဖြစ်ပြီးတော့သူတို့ကိုဘယ်လိုစီမံရမလဲလို့ရွာလူကြီးကိုမေးတဲ့အခါမှာရွာလူကြီးကစီကံအတိုင်းပါပဲသူ့ရဲ့အိမ်ကိုမေးပြီးတော့မျက်နှာသာပေးစေခြင်းနဲ့ဆိုရင်ရေကန်တဲ့ရေနေအောင်လုပ်ပြီးတော့မျက်နှာသာမပေးစေခြင်းမှုဆိုရင်တော့အဝေးကသာရောင်းစားပြဖို့အတွက်ပြောလိုက်ပါတော့တယ် ဒါပေမဲ့ရောင်းစားလိုက်တဲ့ဟာအပြည့်လျှော့ဖို့လွန်ရရောက်တာမလို့လေးလေးနက်နက်လှုပ်ဆောင်ပေးဖို့အတွက်အမျိုးသားတယောက်ကတောင်းဆိုလိုက်ပြီးဟွာကုံလည်းကြောက်သွားပြီးတော့ရှောချုံကလည်းတိမတဲ့ကြောက်ရွံ့လို့သွားပါတော့တယ်။အမျိုးသမီးကိုလေးပေါ်တင်ပြီးတဲ့အခါမှာခြေောက်တွေကိုကြောက်တုံးနေဆွဲထားပြီးအဲဒီနောက်မှာတော့မြစ်လေကိုသွားပြီးတော့မှမြစ်ထဲကို ပြစ်ချလိုက်ပါတော့တယ်။အမျိုးသမီးဟာခင်မုန်းတဲ့အရွယ်ရောက်လာတဲ့အချိန်ထိတစ္ဆာမဆောင်သေးနိုင်ခဲ့တဲ့အတွက်ကြောင့်အဆုံးနဲ့မကောင်းခဲ့တာဖြစ်ပြီးရှောချုံဟာညာတိုင်းအိမ်မဲဆိုးတွေမဲ့ပြီးတော့သူ့ရဲ့ကိုဝင်ကိုဖော်ထုတ်ခင်ရမှလည်းကြောက်ရွံ့လို့နေပါတော့တယ်။ ဟွာကွန်ကလည်းကြောက်လုံးလာကြောင့်ကြောက်သေးသေးပါထွက်နေခဲ့တယ်လို့နောက်နေ့မနေ့ကအစောကြီးမှဟွာကွန်ဟာပတ်စံတွေကိုတော့မထုတ်တော့ဘဲနဲ့ထွက်ပြေးလို့သွားပါတော့တယ်။လူတွေအားလုံးကလည်းနားမလည်နိုင်ဖြစ်နေကြပြီးအဲ့နောက်မှာဆုံးရနေတဲ့လူသမားတွေကလည်းဟွာကွန်ထွက်ပြေးသွားပြီဆိုတဲ့အကြောင်းရှောင်းရှောင်းကိုပြောပါတော့တယ်။အဲ့ဒီကြောင်ရကြောင်မဲ့ရှောင်းရှောင်းဟာအသက်တဝက်တူသောမတဲ့ကြောက်ရွံ့နေခဲ့ပြီးဟွားကုံထပြေးသွားလို့ရှောင်းရှောင်းကသူ့ရဲ့ဘိုက်ကိုပြင်းထန်စွာနဲ့ရိုက်လိုက်ပါတော့တယ်။အကျဉ်းနာမဲလာတဲ့ယောက်ျားတယောက်နဲ့အတူနေခဲ့မိတာကြောင့်နောင်နာတွေရနေခဲ့ပြီ တနေ့မှတော့အဖိုးကဈေးရောက်ဖို့အတွက်ရှောင်းရှောင်းကိုခေါ်သွားခဲ့ပြီးဒီခါမှာအမွှေးတဲ့ပြားတွေယူဖို့ဖះအောင်ကိုပြေးလာခဲ့ပါတော့တယ်အမွှေးတဲ့ပြားတွေကကလေးကိုဖျက်ချနိုင်နေဆိုတာဘယ်ရနေတိလာလဲတော့မသိပဲနဲ့ပြုတ်မအံ့စေဖို့အတွက်ထိန်းထားပြီးတော့ပြားတွေအားလုံးကိုမျိုးချလိုက်ပါတယ်တညမှာတော့သူ့ရဲ့ဘိုက်ကိုအင်ရှင်ကမြင်သွားခဲ့ပြီးအင်ရှင်ကကြီးကြီးဖို့အတွက်ရှောင်းရှောင်းကိုအနားကိုခေါ်လိုက်ပါတယ်အဲဒီခါမှာရှောင်းရှောင်းကဝက်တွေအုံနေတာကြောင့်တွားကြည့်လိုက်အောင်မဲဆိုပြီးတော့ရှောင်းထွက်လာခဲ့ပါတော့တယ် အနည်းနဲ့အမြင်မဲ့သူတို့ရဲ့ကိစ္စတွေပေါ်သွားတော့မယ်ဆိုတာရှောင်းရှောင်းသိနေခဲ့ပြီးဒါကြောင့်မယ်သူမဟာပြည်စီတွေအကုန်လုံးထုတ်ပို့ပြီးတော့ညရင်းချင်းပဲထွက်ပြေးလို့သွားပါတော့တယ်။သူမဟာတောင်ထဲတစ်လျှောက်လုံးပြေးသွားခဲ့ပြီးဒါပေမဲ့အဲ့ဒီညကထွက်သွားရင် မြစ်တစင်းရှိပါသေးတယ်။မြေကနောက်ကိုရောက်သွားတဲ့အခါမှာတော့လှီတစင်းကိုတွေ့ရပြီးသူမကအဲ့ဒီလေကိုလှော်ပြီးတော့ထွက်ပြေးခြင်းပေမဲ့လှီဟာကြောက်ဆောင်ကြားထဲမှာညှက်နေတာကြောင့်တွန်းလို့မရပြန်ပါဘူး။သူဘလောက်ပဲအားစိတ်တွန်းပါစေလေကမရွေ့ဖြစ်နေခဲ့ပြီးတော့လေမရှိရင်အပြင်ကိုထွက်သွားလို့မရလို့သူဟာလဲပြိုကျသွားခဲ့ပါတော့တယ်။ အဘွားကရှောင်းရှောင်းကမတွေ့တော့တာကြောင့်လူတွေလှုပ်ပြီးတော့သွားရှာခိုင်းပြီးဒီလိုနည်းနဲ့ပဲရှောင်းရှောင်းဟာဖမ်းမိသွားခဲ့ပြီးတော့အင်ကိုပြန်ပြီးတော့ရောက်လာခဲ့ပါတော့တယ်။သူ့ကိုတော့ပိတ်ထားတာကြောင့်မင်းအာရှင်ဟာရှောင်းရှောင်းကိုစားစရာတွေလာပြီးတော့ပေးတဲ့သလိုရှောင်းရှောင်းကလည်းအာရှင်ကိုသူတရားတော့မင်းအသက်ရှင်နေတော့မှမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါမှာအာရှင်ကလည်းငုံဖို့အတွက်နှစ်သိမ့်ပြောဆိုပါတယ်။အခုကမှတော့အရင်ကနောက်ကျသွားပြီးဖြစ်ပြီးတော့အဲ့ဒီရာကသူ့ကိုတေးချင်းစီကိုပဲဥတီစေခဲ့တာဖြစ်ပြီးအဘေဖြစ်တဲ့သူကလည်းအဖိုးစီကိုလာပြီးတော့ ရှောင်းရှောင်းမို့လှုပ်ပေးဖို့အတွက်တောင်းဆိုလိုနေပါတယ်။အဖိုးကလည်းမြို့နယ်စုအစည်းအကမ်းအရရင်းနှီးအတက်ခံရမယ်လို့ပြောလိုက်တဲ့အခါမှာအဖေဖြစ်တဲ့သူကရှောင်းရှောင်းဟာငယ်စဉ်ကလေးကကောင်းကောင်းတုံ့နေဆုံးမခြင်းမခံခဲ့ရတဲ့သူဖြစ်တာကြောင့်ပဲသူကိုတနာတော့အဖေအသက်ချမ်းသာပေးဖို့တောင်းဆိုနေပြီးအိန်နိုရင်းကလည်း အပြစ်တင်မဲ့တင်တွေးဆောင်ဖျက်ယောင်းခဲ့တဲ့ဟွာကွန်ကိုပဲအပြစ်တင်တဲ့အကြောင်းအဖိုးရဲ့မျက်နှာကိုပြက်စီလို့သူတည်တဲ့အထိအပြစ်ပေးတဲ့အကြောင်းရှုံရှုံကိုတက်လိုက်ရင်အသက်နှချောင်းသေးသွားမှဖြစ်တာကြောင့်ပဲအိမ်မှာအကြီးကျယ်ဒုက္ခတွေရောက်နေတာကြောင့်ပဲရှုံရှုံကိုမတက်ဖို့အတွက်အာရှွေးရဲ့အမေကိုနားချပြောဆိုနေပါတော့တယ်။ရှုံရှုံဟာအိမ်တော်ရင်းရဲ့ပြုစုဆောင်ချောင်းမှုရဲ့အောက်မှာကြီးပြင်းလာခဲ့တာကြောင့်ပဲအိမ်တော်ရင်းကရှုံရှုံဘက်ကကာဝေးပြောဆိုလို့နေခဲ့ပြီးယောက်မဖြစ်တဲ့သူကလည်းအိမ်တော်ရင်းပြောတဲ့စကားတွေကိုအဖိုးကိုပြောပြလိုက်ပါတော့တယ်။ အဖေဖြစ်တဲ့သူကလည်းရှောင်းရှောင်းဒီလိုကိစ္စမျိုးဖြစ်သွားတဲ့အတွက်ရမေသားစုကဒီတိုင်းလွတ်မထားနိုင်ဘူးဆိုရင်ဒီတိုင်းပဲအဝေးတနေရာကိုပဲရောင်းစားလိုက်ပြီးတော့အာရှင်တဲ့ပိုကောင်းတဲ့မိန်းကလေးတယောက်ကိုထက်ရှားပေးလိုက်တာကပိုပြီးတော့ကောင်းမယ်လို့ပဲဆိုပါရယ်။ရခမကလည်းလူပွဲသားကိုခေါ်လာခဲ့ပြီးတော့ရှောင်းရှောင်းကိုပြလိုက်တဲ့အခါမှာရှောင်းရှောင်းကိုဝင်ရှိနေတာမြင်တဲ့အခါမှာတော့ရှောင်းရှောင်းဟာတပြားမှမတန်ဘူးလို့ပြောပြီးတော့ဒေါသတကြီးနဲ့ချက်ချင်းပဲလှည့်ထွက်သွားပါတော့တယ်။ရှောင်းရှောင်းကကလေးမွေးတော့မှမလို့ဘယ်လိုလုပ်ကြမလဲဆိုပြီးတော့အဖိုးကိုတိုင်ပင်နေပြီးအဖိုးကလည်းယောက်ျားလေးမွေးရင်အရင်ကကိစ္စတွေကို နှိမ့်လျှော့ပေးမှဖြစ်ပြီးတော့မိန်းကလေးဖြစ်ရင်တော့အတူမြစ်သေးကိုပဲပြေချခံရမယ်လို့ဆိုပါတယ်။ကံကောင်းစွာနဲ့ပဲရှောင်းရှောင်းဟာဘာဖြိုးနေတဲ့တာယောက်ကြလေးမွေးဖွားခဲ့ပြီးအဲ့ဒီတရင်ကိုကြားတဲ့အခါမှာအားလုံးကပျော်ရှင်သွားကြပြီးတော့အလူရဲ့ပဲပွေကျင်နေကြပါတယ်။အဲ့နောက်မှာတော့ကလေးနာမည်ကိုညိုအားလိုနာမည်ပေးလိုက်ကြပြီးတော့မှရုပ်ကမကရှောင်းရှောင်းအတွက်တကြအညိုလေးထည့်ပြီးတော့ကျုပ်ဦးလေးပြုတ်ခိုင်းပါတယ်။ကံကောင်းထောင်းမဆောင်နဲ့ရှောင်းရှောင်းကယောက်ျားလေးမွေးခဲ့တယ်လို့သူမရဲ့အရှုပ်တော်ဇလန်းကလည်းဒီတိုင်းပဲပြီးဆုံးလို့သွားခဲ့ပါတယ်။ မျက်စိတမိတင်မှာပဲရှောင်းရှောင်းရဲ့သားလေးကအသက်6နှစ်ပြည့်လာခဲ့ပြီဖြစ်ပြီးအဲ့ဒီအတွက်သားဖြစ်သူကိုချွေးမရှာပေးဖို့အတွက်ကုညီရပြန်မာတော့တယ်။သူတို့သမီးရောက်လာခဲ့ပြီဖြစ်တာကြောင့်ပဲရှောင်းရှောင်းဟာသားဖြစ်သူကိုမုံမြေကြောဖို့အတွက်ခေါ်သွားဖို့လုပ်နေတဲ့မြင်ဝင်းကိုအရှင်ကတွေးသွားခဲ့ရပြီးတော့အမေဖြစ်တဲ့သူကရှောင်းရှောင်းကိုအမြန်သွားဖို့ခေါ်လာရင်းနဲ့ဒီလိုလုပ်ရတာဟာစီမင်းစည်းကမ်းရအဖြစ်ဖြစ်တဲ့အကြောင်းသူဟာဒီနေ့မှပဲရခမဖြစ်ရတော့မှဖြစ်တဲ့အကြောင်းပြောဆိုလို့နေပါတော့တယ်။ အဲဒီနောက်မှာတော့ဒီနေ့မှာပဲအာရှင်ပြန်လာမှာကိုခွင့်ကောင်းယူပြီးမင်္ဂလာနှစ်တည်းဖြစ်အောင်လုပ်မယ်လို့ကြေညာနေခဲ့တယ်လို့အဲဒီစကားကိုအာရှင်ကြားသွားတဲ့အခါမှာကြောက်လန့်သွားပြီးတော့အိမ်ကနေထွက်ပြေးလို့လာခဲ့ပါတယ်။သူဟာဒီနေ့သူ့ရဲ့ဆက်ချောင်းနေပြင်ဝင်နေဖြစ်ပြီးတော့မှတနည်းအားဖြင့်ရှောင်းရှောင်းနဲ့တရားဝင်လက်ထက်ရမယ်နေလေဖြစ်ပြန်ပါတယ်။အာရှင်ဟာသူ့ရဲ့ဇာတိကဒလိတွေကိုအလွန်တရုတ်ပြက်တယ်လို့ထင်မြင်တာကြောင့်ပဲမြို့ကိုသွားပြီးတော့စာတင်ပြီးတော့ဘယ်တော့မှပြန်မလာတော့ပါဘူး။